ေးကလူတယောက်အတွက်အချိန်တိုင်းနိုင်တိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်။အားလုံးသိပါတယ်လူရဲ့ခန္ဓာကိုယ်မှာအများစုကသုံးပုံနှစ်ပုံကရေးပဲ။ရေးခန္ဓာကိုယ်ကြီးအုံနောက်ကလည်းရေးလိုတယ်နှလုံးသားလည်းရေးလိုတယ်သွေးရလည်းရေးလိုတယ်ခန္ဓာကိုယ်တစ်ခုလုံးကရေးนี่สิကျွန်တော်တို့ကဘာလုပ်ရလဲလိုအပ်တဲ့ limit 3လီတာကနေ5လီတာတိလိုအပ်တဲ့ရည်ဓာတ်ကိုကျွန်တော်တို့ကတောက်သုံးပေးရဟုတ်လား ဒါကြောင့်ရည်မရှိလို့မဖြစ်ဘူးလူကအဲဝိညာဉ်တော်ကိုဘာဖြစ်လို့ရည်နဲ့ခိုင်းနိုင်တယ်လဲဆိုတော့တင့်ရဲ့အတွင်းထဲမှာရှိတဲ့ဥကလီစာအပေကြောက်ကအုံနောက်အသွေးအပအားလုံးဟာရည်မရှိလို့မဖြစ်ဘူးရည်ကအုံနောက်တပဲလို့တာမဟုတ်ရည်ကနှလုံးတပဲလို့တာမဟုတ်ရည်ကသွေးတပဲလို့တော့ရည်ကခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းအားလုံးလို့အဲ့လိုပဲတန်ရှင်းသောဝိညာဉ်တော်ကတင့်ရဲ့အတွင်းထဲမှာ ားလုံးကျမ်းမာပြီးအားလုံးကောင်းပြီးအားလုံးအစဉ်ပြေပြေချုံးဝေပြီးတော့သွာလာလှုပ်ဆောင်နိုင်ဖို့ကျမ်းမာဖို့အတွက်ယုံကြည်သူတွေအတွက်စက္ကန့်တိုင်းမိနစ်တိုင်းအတွက်တန်ရှင်တော်ဝိညာဉ်တော်လို့အဲ့ဒါကိုသိစေချင်တယ်လူရဲ့ကိုယ်ခန္ဓာမှာရည်မရှိရင်မဖြစ်ဘူးအတတ်မရှိတာရည်မရှိတာတော့မဟုတ်ရည်ကရှိတဲ့ပမာဏတည်းရုံးရင်တော့ပြဿနာရှိတယ် အဲ့လိုပဲတန်ရှင်းသောဝိညာဉ်တော်ကျွန်တော်ဘဝမှာရှိတဲ့နဲ့ပမာဏနေ့တိုင်းဖြစ်ရမယ်ရေကိုခန္ဓာကိုယ်ထဲမှာထည့်တယ်လို့မျိုးဝိညာဉ်တော်မနေ့ကကျွန်တော်ဖြည့်ပြီးပြီလို့မရဘူးဒီနေ့မနေ့ထားလာရင်လေဆက်စားခြင်းဘာလို့ရလဲမိုးလင်းတာနဲ့ရေတောက်ရတယ်အစဉ်ပြေမှအာမတောက်ရတာမဟုတ်ရေကမိုးလင်းတာနဲ့ကြမ်းမာရေကောင်းခြင်းဘာလို့ရလဲရေတောက်ရတယ်မျက်နှာအရင်မတင်နေအောင်သွားအရင်မတိုင်းနေအောင်အရင်ဆုံးရေတောက်ရကျမ်းမာခြင်း ဲ့လိုပဲဝိညာဉ်ရေးရမှာကျမ်းမာခြင်းတခြားအရာတွေအရင်မလုံးနဲ့အပ္ပတာထဲမှာလိုအပ်တဲ့တန်ရှင်းသောဝိညာဉ်တော်ကိုအရင်ဖြည့်ဖို့လိုတယ်။ရောက်ရည်နဲ့နိုင်။အဲ့လိုဒီမှာစေပညာကဒီလိုပြောတယ်။ရည်ကအကုန်မဟုတ်သေးဘူးရည်တက်ခန္ဓာမဟုတ်တိယာဂိုင်နှုံးပဲ။တိယာဂိုင်နှုံးလေးရည်တက်ခန္ဓာကိုယ်မှာခန်းသွားရင်တော့မှရှိတဲ့နဲ့ပမာတတ်တဲ့ယော့သွားရင်တော့အဲ့လူကရည်တားငတ်လာမယ်။ ပြီးတော့နှလုံးခုန်လုံးနေမြင့်လာရည်ရည်ခံတော့ရမယ်နော်နှလုံးခုန်မမှန်တော့တိရခိုင်လုံးနေပဲဒါကြောင့်ခန္ဓာကိုယ်ထဲမှာတင့်ရဲ့ဝိညာဉ်နယ်ပယ်ထဲမှာဝိညာဉ်အပ္ပတ္တာထဲမှာတန့်ရှင်းသောဝိညာဉ်တော်ရှိတဲ့နေပမာဏတည်းရောလာပြီဆိုရင်တင်မှာဖြစ်လာမယ် dry ဖြစ်လာကြီးငတ်တယ်ဆိုတော့ဘာထက်မှာအာအာကောင်နေ၆လာအတင်း dry ကျတော့သူကြီးအရင်အပ္ပတ္တာမှာ dry ဖြစ်တယ်ရင်ငတ်တဲ့အခါမှာရင်ပူလာပြီ ရင်ငတ်တဲ့အခါမှာမီးလို့ထိုင်လို့မကောင်းတော့ရင်ငတ်တဲ့အခါမှာရေမပြတာလားကဘာအောင်မှာတကယ်ကြောက်စရာကောင်းရောထမင်းအသက်ကခုနှစ်ရက်ပဲရေအသက်ကတမနတ်တယ်ထမင်းကခုနှစ်ရက်မစားတဲ့ဒီမီးလို့ရသေးတယ်ကျွန်တော်တို့ရေလေးတဲ့စားကြတော့ရေလေးတဲ့ဒီအစင်ပြေးတယ်ဒါပေမဲ့ရေကြတော့မရကျွန်တော်ကရေမတောက်ပဲနဲ့သုံးရက်အစာရှောင်ဘူးဒါပေမဲ့မရအောင်နှစ်ရက်လောက်ဆိုရင်ခန္ဓာကိုယ်တစ်ခုလုံးကမီးလို့ပဲလောင်တာရင်ဘက်ဒီပူလာတယ်နော်ကျွန်တော်တို့မရှိတယောက်ချင်းစီတိုင်းဆန္ဒတော်ရေးကြည့်တယ်တင်းဘွားမှာ ဘာလို့တခါလေးအရန်ခန်းချောက်အရန်ပူလောင်တယ်လေတင်းဘောမှာတခါတည်းဘာဖြစ်လို့နော်နှလုံးခုန်တော့နေမြန်တာပဲလေပုံမှန်မဟုတ်ပဲနဲ့နော်ဟိုးတခါလေးအသက်တာထဲမှာကြောင်ချောက်ချားတွေဖြစ်လာတယ်ရေတဲ့ခန်းချောက်လို့ကြောင့်ဝိညာဉ်တော်ကရှိတဲ့နဲ့ပမာဏတည်းရော့ပြီဆိုရင်ကျွန်တော်တို့ဘောမှာမဖြစ်လာအဲ့ဒီခုနဟာတွေဖြစ်လာနောက်တစ်ခါ200ခိုင်နှုန်းယော့သွားရင်100ခိုင်နှုန်းနေ200ခိုင်နှုန်းအဲ့ဒီမှာမဖြစ်လာလို့စိတ်ပိုင်းဆိုင်ရာမှာမကြည်လင်တော့ဘူးလေ ကြစိတ်ပိုင်းဆိုင်ရာမှာရှုပ်ထွေးမှုတွေဖြစ်လာပြီးတဲ့အခါမှာခန္ဓာကိုယ်ရဲ့ performance တွေ physical performance တွေ loss ဖြစ်လာသင်အရင်တုန်းကစံတိတ်မနိုင်နေဆိုဒီနေ့ရခိုင်နှုန်းရော့တာနဲ့သင်မမနိုင်တော့အရင်တုန်းကတနာကြီးလမ်းလျှောက်နိုင်နေဆိုရင်ယင်နေ့ရခိုင်နှုန်းရော့တာနဲ့သင်လမ်းမလျှောက်နိုင်တော့နိုင်ကွဆိုသင်ပင်မန်းနေ15မိနစ်ဆိုသင်ခြေလမ်းမလိုက်တော့ဒါနေ့ရခိုင်နှုန်းရီရော့တော့တာနဲ့ တော့တင့်ဘဝတွေမှာတန်ရှင်းသောဝိညာဉ်တော်ရှိတဲ့နဲ့ပမာဏရှိတယ်ညီကောင်မတို့အဲ့ဒီဝိညာဉ်တော်ပမာဏရှိတဲ့နဲ့ပမာဏရော့ပြီးဆိုရင်တင့်ရဲ့ငြိမ်သက်ခြင်းတွေပျောက်သွားလိမ့်မယ်စိတ်ချမှုတွေပျောက်သွားလိမ့်ပြီးတဲ့အခါမှာတင့်ရဲ့အထဲထဲမှာရှိတဲ့ရှင်းလင်းတဲ့စိတ်တဘောတွေပျောက်သွားလိမ့်မယ်နောက်တစ်ခါတင့်ရဲ့ physical performance တင့်အရင်ကလုံနေကြအရာတွေ လူကြီးတော့လူနာတွေကိုဆူတောင်းပြီးနာလာယောကငိမ့်နေတယ်။ဒါရဆူတောင်းနိုင်တယ်တရားဟောနိုင်တယ်ပရိုဖက်ပြုနေအရင်တော့တနာကြီးအသာလေးဆူတောင်းနေတယ်အခု15မိနစ်တောင်ဆူမတောင်းနဲ့ဘာလို့ဝิญဉာဏ်နဲ့မပြေတော့ပါဖော်မန့်နေကြတာ။ဒါပါလေနှိယာခိုင်းတော့ပြီးတော့မာဆယ်ပါဝါတွေကျွတ်ပါးနေရအလုံးမလုံးနိုင်တော့အားမရှိတော့ကြောက် spiritual မှာ creation ကိုတွေးလိုက်ရ ဆရာယေရှုတောင်းပေးပါဝိညာဉ်ရအားနေတယ်ဝိညာဉ်ရမှာခန်းချောက်တယ်ဝိညာဉ်ရမှာ not drive ဖြစ်တယ်လို့ဒုရတဲ့ချိန်တော့ဖြစ်တယ်အပြစ်ကောင်ကိုကြီးတော်တယ်ရိုးရိုးလေးပဲအဲ့ဒါကတခြားဘာကြောင့်မှမဟုတ်တန်ရှင်းသောဝိညာဉ်တော်တင့်တယ်မှာရှိတဲ့နဲ့ပမာဏနှစ်ရာခိုင်နှုန်းယော့သွားလို့အဲ့တော့လွယ်လွယ်လေးပဲဝိညာဉ်တော်ကိုတင့်ရဲ့ဘဝတွေမှာရေတောက်တယ်လို့မျိုးနှစ်တိုင်း လုံအပ်တဲ့ပမာဏ limit ကိုဖြည့်ဖို့လိုတယ်။ပဝင်းချင်းကြောင့်လည်းမဟုတ်ဘူး။လူတွေကြောင့်လည်းမဟုတ်ဘူး။ဘလို့ပဲဖြစ်ဖြစ်တင့်ဘဝထဲမှာလိုအပ်တဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ limit ပြည့်တယ်ဆိုရင်ဘယ်အရာမှမစိုးသင်ရင်ဆိုင်နိုင်တယ်